ဆိုဒီနေ့ကတော့ဒကိုရာ MRT နားမှာရှိတဲ့အဲရှောင်းနားလေးပေါ့နော်ဒီနားလေးတွဲမှာဒီနားလေးကရှောင်းကနေစလိုက်တာအဲ့ဘာရလေးပါနားကနေပြီးတော့စလိုက်တာသူကဟိုကားရာဘိုင်းနေပြီထိသွားတယ်ပေါ့နော်စပိန်နဲ့တွားမယ်ဆိုလို့ရှိရင်အဲနိုင်ဝဲလောက်တွားတွားရတယ်ပေါ့ဒီနားလေးကိုကျွန်တော်မနေ့ပိုင်းဆိုလို့ရှိရင်စပိန်လာရှိတယ်ပေါ့နော်အရင်ကဆိုရင်တော့ကျွန်တော်ပြေးပြီးတော့လာတယ်ဒီနားကနေ့တိုင်းပြေးတယ်ပေါ့နော် ဒါပေမဲ့အခုဒီဒီလော့မှာကျွန်တော်ဒူးလင်းနာနေတော့စပိန်လေးနဲ့ပဲစီးလိုက်တယ်။အဲကျွန်တော်မနေ့9:50ထားပြီးပါလို့ရှိရင်အဲရထားနေတဲ့ရေတောက်တယ်။ရေတောက်ပြီးရင်သမင်းဟိုတန်းတည်တယ်ပြီးပါလို့ရှိရင်အင်တာတက်ပြီးရတယ်။အဲအပြင်ထွက်ပြီးတော့ဒါခါလေးစပိန်နာစီးလိုက်တာပေါ့နော်။ဆိုတော့မနေ့ပိုင်းအဲ့လိုမျိုးစောစောစီးထားတာကျွန်တော်တော့တော်တော် fresh ဖြစ်တယ်ပေါ့နော်။ ြောလို့ရှိရင်ဒေါ်လာတွေဒီမှာ active ဖြစ်စေတယ်လို့ကျွန်တော်ခံစားရတယ်။ပြီးသွားလို့ရှိရင်မနေ့ပိုင်းအဲ့လိုမျိုး9:50ကျွန်တော်အရင်တော့6:00ထားတယ်ပေါ့လား။အခုကတော့ဟို7မိနစ်လောက်ဆော်ပြီးထားတယ်။ exercise တွေနည်းနည်းလုပ်လုပ်မယ်ဆိုပြီးတော့နည်းနည်းတော့ခြားပါပြီ။ဆိုတော့ဒီမနေ့ပိုင်းထားတဲ့ဥစ္စာအာအချို့လူတွေမေးလို့ရှိရင်ဥပမာအဲ့မနေ့ပိုင်းအစောကြီးထားလို့ရှိရင်မပါတယ်လို့လေ။စောစောကြီးထားလို့ပတ်စံရတာလို့မေးလို့ရှိရင် တယောက်နဲ့တယောက်နဲ့တော့ဖြေတဲ့အဖြေကတော့တူမှာမဟုတ်ဘူးအဲ show တွေကတော့မင်းနပိုင်းဆိုရင်ထား no no ပြီးတော့အဲ့လိုဖုန်းသုံးနေတဲ့သုံးနေမှာပေါ့ကျွန်တော်ကတော့ဖုန်းသုံးနေလေးထားတော့မရှိဘူးအဲကျွန်တော် chef ပြုတ်เสียရှိတာ breakfast ကိုပြည့်ပြတ်လုပ်တယ်အဲနေ့ပြည်စားတော့ဝတ်ခါတယ်အဲကျွန်တော်လုပ်တယ်ပြီးသွားလို့ရှိရင်အဲမနေ့စာကိုလည်းအိမ်မှာပဲစားလိုက်တယ်ပေါ့နော် နေ့ပြည်စားလည်းအိမ်မှာပဲစားတယ်အဲအဲ့လိုမျိုးတမင်းကြီးယူပြီးတော့ပဲစားတယ်ပေါ့နော်ဆိုတော့ မနေ့ပိုင်းအဲ့ရအစိုးရထားလို့ရှိရင်ပတ်စံဝင်လာလို့ရောက်ရောက်ကမေးတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကတော့ yes လို့ပဲပြောမှာပဲဥပမာတစ်ခုပြောမယ်ဆိုလို့ရှိရင်ကျွန်တော်ကျွန်တော်တို့အိမ်မှာမစားဘဲနဲ့အပြင်မှာစားတယ်ဆိုလို့ရှိရင် breakfast ကိုပေါ့နော်အပြင်မှာစားတာအနည်းဆုံးကတော့2ဒေါ်လာ3ဒေါ်လာလောက်ကောင်းတယ်စင်ကာပူဆိုလို့ရှိရင်အဲ့တော့ကျွန်တော်ကအိမ်မှာပဲစားရလို့ရှိရင်အိမ်မှာကျွန်တော်ထမင်းပဲစားတာကျွန်တော်ဟို breakfast ကိုပဲထမင်းထမင်းကကျွန်တော်အတွက် favorite fruit ပဲဆိုတော့သမင်းစားတာအပြင်မှာစားတာတက်တာတယ်ပေါ့နော်ဥပမာအပြင်မှာစားတာ၃ချက်၅ချက်ကုန်လို့ဆိုလို့ရှိရင်အိမ်မှာစားတာ၂ချက်လောက်ပဲကုန်ကုန်မှာ၃ချက်လောက်ပဲကုန်ကုန်မှာဥပမာ generally ဆိုလို့ရှိရင်တော့ဒါ၂ချက်လောက်ပဲကုန်တယ်ကျွန်တော်ကျွန်တော်တွေ့မိတယ်ပေါ့ကျွန်တော်လည်းစားတာကြာပြီ။နှစ်ပေါင်း၁၀လောက်ရှိပြီ။နှစ်ပိုင်းဆိုလို့ရှိရင်ဥပမာ twin star ချက်ပြီးစားတာ။အဲ့တော့ တရက်မှာ1ဒေါ်လာပဲ save ဖြစ်တယ်ဆိုလို့ရှိရင်တော့မလဲလဲတာမဟုတ်ဘူးတစ်နေ့ဆိုလို့ရှိရင်တော့300ကျော်ဖြစ်သွားတယ်ဒီမှာလို့ရှိရင်ကျမ်းမာရေးအတွက်လည်းပိုကောင်းတယ်ပေါ့ပြင်မစားရဆိုလို့ရှိရင်ပြင်စားစားတွေကဟိုကျွန်တော်တို့အစီအနိုင်ကြော်တာတဲ့ဥစားတွေရှိမယ်ဟိုမနေ့ကဟာတဲ့ပြင်ဖြစ်နေတယ်ဘာလို့မျိုးပေါ့နော်အခုပေါ့စားရဆိုလို့ရှိရင်တော့ဟိုလဲလဲဆဲဆဲအဲ့လို healthy food ဖြစ်တဲ့ဥစားတွေစားလို့လုစားလို့ရတယ်ပေါ့နော် ဲ့တော့ကျွန်တော်အပြင်မှာစားတဲ့လေးသာသိမရှိဘူးနေ့လေးစားလည်းပြင်မှာမစားဘူးဟိုညနေစားလည်းပြင်မှာမစားဘူးပေါ့နော်အဲ့တော့အာဒီကိုဘဘချက်စားတဲ့ဥစ္စာဟိုပတ်စံလေး safe ဖြစ်တယ်ဟို heavy လေးဖြစ်တယ်လို့ခံစားရတယ်အဝလွန်လာတော့အပိန်လွန်လာတော့လည်းမဖြစ်တော့ဘူးပေါ့ကျွန်တော်ဆိုလို့ရှိရင်နှစ်ပေါင်း30လောက်ရှိပြီထမင်းတနေ့သုံးနေစားတယ်ပေါ့နော်သုံးနေဆိုတာမင်း breakfast ကိုကျွန်တော်ထမင်းပဲစားလိုက်တာတနေ့အစားစားတွေကကျွန်တော်အသိမကြိုက်ဘူးဟုတ် စားစားဆိုလို့ရှိရင်ကျွန်တော်ထမင်းစားတာများတယ်။ဥပမာအရေတောက်တာဆိုလို့ရှိရင်ရေပဲ။ကျန်တဲ့ဥပမာ energy drinks တွေ Red Bull တို့အဲလိုမျိုး100 plus တို့ပါလို့ကျွန်တော်လုံးဝမတောက်ဘူး။ဟိုတစ်ခါလေးအဲပြမှာ juice တွေပါတယ်တောက်တာပဲရှိတယ်ပေါ့နော်။အဲ့တော့အကျိုးဆုံးကကျွန်တော်ကရေပဲ။အစားစားဆိုလို့ရှိရင်တော့ထမင်းပဲ။ဟုတ်လား။အဲ့တော့အဲ့ဒါတွေကကျွန်တော်ရဲ့ခန္ဓာကိုယ်လည်း fit ဖြစ်တဲ့စေလို့ကျွန်တော်ခံစားရတယ် ကျွန်တော်အခုအသက်30ကျော်လာပြီဒါဟိုကျွန်တော်အရက်ဆိုလို့ရှိရင်အဲ၅ဘယ်နဲ့၁၀တန်းမှရှိရပါတော့ဒါပေမဲ့ကျွန်တော်ရဲ့ weight နဲ့ BMI တွက်လို့ရှိရင်အဲ overweight လည်းဖြစ်မနေဘူး underweight လည်းဖြစ်မနေဘူးဟို fit ဖြစ်နေတဲ့အနေထားပဲအဲကျွန်တော်တကယ်ကြီးနားပြောတယ်ဟိုတချို့တကယ်ကြီးနားပေါ့နော်မင်းတမင်းတမင်းတင်းနေသုံးနေစားပြီးတော့ဝါလေးမွားပါလားပိန်နေမပိန်တာဘူးအဲ့လိုမျိုးပေါ့နော် ဆိုတော့ကျွန်တော်ဟိုအလွန်ကျွန်စားတာမဟုတ်ဘူးပုံမှန်လေးပဲဟိုကျွန်တော်တချို့တင်ငွေချင်းတွေရှိရပေါ့နော်သူကစားလို့ကောင်းတယ်ဆိုလို့ရှိရင်ဘလူးတကောင်မစားပြည်လားဟိုစားလို့မကောင်းဘူးဆိုလို့ရှိရင်တော့စားလို့မကောင်းဆိုရင်မစားမစားပဲနေ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 မယ်ဟိုနည်းနည်းလေးပဲစားရင်စားမယ်ပေါ့နော်အဲ့လိုပုံမှန်မစားတဲ့ဥစ္စာအကျမ်းမိုက်အတွက်တိတ်ကောင်းမနေဘူးဟိုအနည်းငယ်ဆုံးမှရှိတဲ့တင်ငွေချင်းတစ်ယောက်တစ်ယောက်ဆိုလို့ရှိရင်သူကအဝါနည်းနည်းဝါနေတယ် ဟိုဘိုက်တွေနည်းနည်းရွှေးရတာပေါ့နော်ဆိုတော့သူတို့ကတော့သူတို့လည်းသူရဲ့ခန္ဓာကိုယ်သူတို့ satisfy မဖြစ်ဘူးဒါပေမဲ့ဟိုအစားအစာကိုဟိုစနစ်တကျပေါ့နော်စင်စင်ချင်ချင်နဲ့စားလာဆိုတော့လည်းတိတ်အစားကြဘူးဟိုမစားမစားချင်တဲ့စိန်ဥမာအရင်ဝရဲဆိုပြီးအစားလျှော့ရဲဆိုပြီးလုပ်ရင်ဟိုတခါတခါကျရင်မစားဘဲနဲ့နေနေနေတယ်ပေါ့နော်အဲ့လိုမစားဘဲနဲ့နေတယ်စားချင်တဲ့စိန်ကြလို့ရှိရင်အာခုနပြောတဲ့ဘလူးကောင်မစားပြစ်တယ်ပေါ့နော်ဆိုတော့ အဲ့ဒါအဝါလွန်တာတွေကိုဟိုအများကြီးအဝါလွန်တာတော့မဟုတ်ဘူးကွနည်းနည်းဝါဟိုအရင်လေးလံပြီးတော့ဝါနေတဲ့ဥစ္စာတွေကိုကျွန်တော်တို့ထိန်းတဲ့မန်ကန်နဲ့နီးလည်းမဟုတ်ဘူးလို့ကျွန်တော်ထင်တယ်ဆိုတော့ပုံမှန်လေးစားရရှိတာစားမယ်ကျွန်တော်တို့ breakfast ချိန်မှာ breakfast စားမယ်နေ့လေးစားချိန်မှာနေ့လေးစားစားညနေစားချိန်မှာညနေစားစားပါတော့ဟိုအရင်နောက်ကြိုက်ပြီးတော့ညနေစားကိုဥမာ7 7:00နာရီမှစားလို့ရှိရင်လည်းဒါအကျန်မှရတဲ့သိဟိုကြာလို့ရှိရင်တော့သိဟိုကောင်းမှမဟုတ်ဘူးလို့ကျွန်တော်ထင်တယ်ပေါ့နော် အဲ့တော့မနေ့စာလေးအဲ့တိုင်းပါပဲမနေ့စာမစားပြနေတာတို့အရင်နောက်ကြမှာစားတယ်တို့ဆိုလို့ရှိရင်ဒါကြောင့်ရတဲ့အနေနဲ့များတော့တိကျဖြစ်မှာပဲဗောနော်အဲ့တော့ကျွန်တော်ကတော့ပုံမှန်လေးပဲစားတယ်မနေ့စာကိုလည်းအဲဒီအချိန်နဲ့သူစားတယ်နေ့လေးစားတယ်အဲနေ့လေးဆက်သေးသွားတာဖြစ်ဖြစ်ရုံးသွားတာလည်းဖြစ်ဖြစ်အာဆက်နိုင်တာညတိုင်းမှာစားလိုက်တယ်ဗောနော်အညနေဆိုလို့ရှိရင်လည်း9:00နာရီနောက်ဆုံး9:00နာရီတော့ယူထားပြီးတော့အနေဆုံးဟိုပြောင်းစားလိုက်တယ်ဗောနော်အဲ့တော့ ဟိုကျွန်တော်တက်ကတော့ heavy ဖြစ်တယ်လို့ခံစားရတယ်အဲ့လိုပုံမှန်စားတယ်ပုံမှန် exercise လေးလုပ်တယ်ဆိုလို့ရှိရင်ပေါ့နော်အားအဲ့တော့အဲဒီနေ့ကတော့ဒီနားလေးမှာကျွန်တော်စပိန်လာစီးတာအာမနေ့ပိုင်းဆိုလို့ရှိရင်ဒီနားမှာလာစပိန်စီးရတဲ့လူတွေကစပိန်စီးတဲ့လမ်းလျှောက်တဲ့လူတွေပေါ့နော်ကျွန်တော်ကြည့်ရတာဟိုစိတ်ထဲမှာဟိုပါပေါ့သူတို့ကြည့်ရတာ active ဖြစ်ဖြစ်စေတယ်လို့ခံစားရတယ် ဘာလို့လဲဆိုတော့နောက်ပိုင်းဆိုတော့ထပ်ပြီးတော့ဒီလိုလာပြီးတော့ exercise လုပ်တဲ့လူတွေကအဝလွန်လာတော့အပိန်လွန်လာတော့ကျွန်တော်မတွေ့ရအောင်သူတို့အကောင်လုံးပုံမှန်လာလုပ်တဲ့လူတွေပဲနဲ့စောစောထားပြီးလာလုပ်တဲ့လူတွေပေါ့နော်ဒီမှာကျ6နာရီပုံမှန်ကြီးလောက်ကနေလာပြီးတော့ဟို exercise လာလုပ်တဲ့လူတွေပဲဆိုတော့သူတို့နေတိုင်းပုံမှန်လုပ်နေတော့သူတို့ကြည့်ရတာ active ဖြစ်နေတယ်ဟိုကျမ်းမာရေးလေးကောင်းနေကြတဲ့လူတွေကြီးပဲလေဒါသွားပြန်အဲကြောင့်မို့လို့သူတို့လာပြေးနိုင်တယ်စပိန်လာကြီးနိုင်တယ်မော်ဒီနာ ဆိုတော့ဒီမနက်ပိုင်းဆွဲထားတဲ့အလေးအလေးအကျင့်ကကျွန်တော်တို့ကတော့တန်ဖိုးရှိရလို့ခံစားရတယ်။ဟိုကျဲမာကြီးထွက်လေကောင်းတယ်။ဒီနေ့တာအတွက်ကိုဆွဲဆွဲထားလိုက်လို့အတွက်ကြောင့်မဟုတ်လို့အာကိုပေါ့ကို confidence ရှိတယ်ပေါ့နော်။အလုပ်ရောက်သွားလို့ရှိရင်ဝဆွဲဆွဲရောက်သွားရဆိုလို့ရှိရင်ပြင်ဆင်နေရရှိရတယ်ပြင်ဆင်နေရအောင်လို့။ဟုတ်ပြီနေနေနောက်ကျလို့ရောက်သွားရဆိုလို့ရှိရင်တော့အဲ့ဒီကနေစပြီးတော့ပုံနေပြီ။ကိုပေါ့ကိုဟာဟာဒီနေ့လုံနောက်ကျတယ်။ဆိုပြင်ဆင်နေရရှိရတယ်ပြင်ဆင်မမြဘူး။ ဆိုရင်စိတ်ကအဲ့နေအတွက်အဆမကောင်းဘူးပေါ့နော်အဆမကောင်းတော့အနောက်မတိကြဆိုပြီးတော့အဲ့တော့လို့လို့တာလို့ရှိနေတာဟိုနားမှာမေ့ကျင်လာတော့ဒီနားမှာပါလို့ရှိတာဆိုအဲ့လိုမျိုးဖြစ်တဲ့တယ်ပေါ့နော်အဲ့တော့စောစောကိုကထားပြီးတော့စောစောအလုပ်ရောက်သွားတယ်ဆိုလို့ရှိရင် ACC ပဲအခုပြင်ဆင်နေရှိတာပြင်ဆင်လို့ရတယ်ဟိုလို့တာခိုင်းတာလည်းအထူးမှားသွားတယ်ဆိုရင်တော့မှာပဲဟိုအတားကိုက compromise လုပ်လို့ရတယ်ပေါ့နော်ဟို ဟိုဒါဒါလေးမှားပါငါ3နဲ့လောက်ပါမယ်ဆိုတော့တကယ်လို့မနေ့ထက်ကနေစပြီးတော့အလုံးနောက်ကျပြီးတော့ရောက်ပါတယ်ဆိုလို့ရှိရင်ဟိုဘောလေစိတ်ကထိုးတာပြီဟိုကိုကိုကိုမခွင့်လဲနိုင်ဘူးဘောလေဒါဒါဘာလို့မှားနေရလဲဘာဖြစ်နေလဲဟိုဘောဖြစ်နေပေါ့အဲ့တော့ဒီမနေ့ပိုင်းဆိုထားတဲ့လေ့ကျင့်ပေါ့အဲ့ဒါတော်တော် productive ဖြစ်စေလို့ခံစားရတယ်အဲ့ဒါအခုကျင့်နေပြီလေလိုက်လို့ကျင့်လိုက်လို့ကျင့်ပေါ့နော် তিনি নামটি লোক হবে সেজন্য এটা মানে